မင်္ဂလာပါခင်ဗျာဇာနေပါခင်ဗျာဆရာရဲ့မိတ်ဆွေစနေသားသမီးတွေအတွက်ဆရာကဒီ2025ခုနှစ်အောက်တိုဘာလ22ရက်ကနေလကုန်ပြီတပတ်စာတားလို့နဲ့ကညီမကိုဟောကြားပေးမှာဖြစ်ပါတယ်ပုံမှန်ဆိုရင်ဆရာကဒီဗီဒီယိုကပြင်ပြီးပြီးတော့တို့တော့ဆရာအနေနဲ့ဒါကပြန်ပြီးတော့ရိုက်ရှင်းဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့အဲဆရာအနေနဲ့ကမိတ်ဆွေတို့အသိဖြစ်မယ်ကျွန်တော်ဗီဒီယိုရည်သူကြီးကိုအကောင်းဆုံးဖြစ်အောင်နဲ့အော်ဒါခါလီမှာစိုက်ကြည့်သွားတဲ့အခါကျွန်တော်မိတ်ဆွေတွေကြည့်ရတာအဆင်ပြေအောင်နော်ဟိုစိုက်ဗီဒီယိုရိုက်တဲ့အခါမှာလည်းဗီဒီယိုစိုက်ကြည့်များရင်မိတ်ဆွေတို့တချို့ကြတော့ငယ်ထားကြည့်တဲ့သူတွေဖုံးမိကုန်လို့ဆိုလို့ကျွန်တော်အနေနဲ့ဗီဒီယို resolution အစလို့ ကြည့်တဲ့မြင်ကွင်းကစားပြီးကျွန်တော်ကိုတဆင်ချင်းတဆင်အကောင်းဆုံးတက်နိုင်လို့ပြောင်းစူးစမ်းလာတာကျွန်တော်မိတ်ဆွေကျွန်တော်ကိုအများနဲ့စောင့်ကြည့်နေတဲ့သူတွေဆိုပြီးပါလိမ့်မယ်အဲဒါကကျွန်တော်အနေနဲ့အခုအဲ့ဒီဆေးရကဆရာဒီရတနင်းမနေနဲ့တနင်းလာလို့အခြားမိသားလေးတင်တဲ့အခါမှာကျွန်တော်ရဲ့အက်ဒီတာညီလေးကဟောစတန်းနေနဲ့မတိပေးတာသူရဲ့အက်ဒီတာလုံးမှာတော့သူကောင်းကောင်းကိုကျွမ်းတယ်သူကလူလူတာမန်မဟုတ်ဘူး professional ချက်ချကိုတတ်တယ်လို့တော့ဟောစတန်းနေကြတော့ဗီဒီယိုဟောစတန်းနေကြတော့မတိပေးတော့သူကဟိုမှာပေါ့တနင်းလာကိုတနင်းမနေဗီဒီယိုလေးတွားပြီးတော့မှားပြီးဆက်လက်လုပ်မိတာမျိုးလေးတွေအဲတောက်ကြနေပတ်သက်ဘုဒ္ဓဘုနဲ့ပတ်သက်ပြီးတော့လွဲတာမျိုးလေးရှိတဲ့အခါကျတော့ တချို့ကောမန့်တွေမှာစစောဝါတိုက်ခိုက်မှန်လာတာလေးတွေ့ပါတယ်ဒီလိုတိုက်ခိုက်တော့လေအကြံပြုကြအကောင်းဆုံးနဲ့ပြောတာဆိုရင်ကျွန်တော်ဘာမှမပြောဖို့တူပဲကျွန်တော်ဟောစတန်ကိုကြည့်နေကြတယ်ကလာပြီးတော့မလိမ့်ညာဆိုရင်မပြောလို့ဘူး TikTok မှာလည်းတွေ့တယ် Facebook မှာလည်းတွေ့တယ်တချို့ကအရင်ကြီးဟိုရွယ်ချက်ရှိရှိဒီ level နဲ့ပဲတိုက်ခိုက်တာလေးတွေ့ပါတယ်တို့တူတခြားလူတွေကြတော့လေအဲသူတို့တွေကြုံတွေ့ခဲ့ရဘူးလေ emotion နဲ့ခံစားချက်နဲ့တိုက်ခိုက်တာလေးဖြစ်နေဒါပေမဲ့ခင်ဗျားတို့သိထားပါတိုက်ခိုက်တဲ့သူတွေပြောချင်ပါတယ်ဇာငယ်ဆိုတာဒီနေရာမှာကျွန်တော်ဒီလိုရက်တည်နေတဲ့အရှင်ကြီးအတခုအတိုင်းတာအနေနဲ့လေးခုတည်းမှာလေး ကျွန်တော်ကိုကျွန်တော်လက်ပြလုံးနေလက်ပြလုံးနေပြင်ကိုကျွန်တော်ဘယ်စီဆရာမလည်းမတိုက်ခိုက်တယ်လို့ကိုယ့်အကိုအရှိကိုရှိတိုင်းစတဲ့ရလည်းချပြထားတယ်လို့ကျွန်တော်ဘာမှလည်းမမှန်တာမရှိတယ်လို့ခမရတို့လိန်ကူးတာတစ်ခုတွေ့ရင်ချပြပါဒါပြင်နောက်တစ်ခုအနေနဲ့ကျွန်တော်ဘတ်ထုတ်ကမလိန်နဲ့မလိန်ညာလည်းမညာခမရတို့တွေ့ဘူးလို့ချလည်းမစားဘူးဟောက်လည်းမစားဘူးလိန်လည်းမစားဘူးနောက်ဒီမှာဗီဒီယိုမိတ်အမေရိကန်စစ်စံရုပ်စည်တနာကောင်းကြောင်းလို့မပြောလို့ပဲကျွန်တော်ရှိကြည့်ဘူးတဲ့သူတိုင်းကျွန်တော်ကောက်ကောင်လာဘူးတဲ့သူတိုင်းသိတယ်ဒါပေမဲ့ မနာလိုစိတ်ကြီးရမမုံကြီးပါနဲ့ဒါကြင်နောက်တစ်ခုအနေနဲ့ကျွန်တော်ဗာပြောချင်တာလဲဆိုတော့အဲ့ဒီလိုတိုက်ခိုက်တဲ့မိတ်ဆွေခင်ဗျားတို့ကိုကိုကိုတီးပါနားလေပါဒါလေးတစ်ခုပဲပြောချင်ပါလေဒီခါလေးမှာတချို့အရာလေးမှာအဲဟိုအဝေးဖန်တာကိုလက်လက်ခံတယ်ခင်ဗျားတို့ကိုစရင်တွင်းလို့ပြောပြနေရမှာမဟုတ်ဘူးဒီခါလေးကျတော့တချို့အရာလေးမှာလူဆိုတာမှားတတ်တာဒါဟုတ်လေကျွန်တော်ကိုယ်တိုင်ကျွန်တော်အမတောင်းမှန်ပါလေဆိုတောင်းမှန်ရတယ်ဒါကိုခင်ဗျားတို့ဘာလို့အဲ့လိုကြီးတိုက်ခိုက်တာဒါလေးတစ်ခုလေးကျွန်တော်ပြောချင်ပါလေလူဆိုလူလိုတီးပါခင်ဗျားတို့တွေ့ဘူးတို့လို့ဒိန်နဲ့မစားတယ်လို့ကျွန်တော်ကဖောက်နဲ့မစားဘူးကျွန်တော်ဒီနေရာဒီအချိန်ကြီးရက်တည်နေတဲ့ကာလမှာ ပစ္စာဆိုရဲပါတယ်ကျွန်တော်ဘယ်သူမှတောက်တာမပြီးအောင်ဒါလေးသိတာကိုလိုပါတယ်ခင်ဗျားတို့လာတိုက်ခိုက်လို့ရိမ့်နဲ့ရိမ့်ရိုင်းသွားမယ်ဆရာတွေတဲ့မှာကျွန်တော်မပါဘူးလို့ပြောရင်းနဲ့ကဲစနေသမီးတွေကခေါ်လိုက်ကြရအောင်ကျေးဇူးတင်ပါတယ်တိုက်ခိုက်တဲ့သူတွေစိတ်ဆိုးလို့ပြောတာမဟုတ်တော့တစ်ခါလေးမှာမစ္စရိယစိတ်ငွေးတဲ့အခါတစ်ခါလေးမှာတိုက်ခိုက်လို့စိတ်ငွေးတဲ့အခါလူများကိုမတိုက်ခိုက်မှာကိုယ့်ရင်ဘတ်ထဲမှာအာဟုတုစိတ်အရင်ဖြစ်ပေါ်တာကိုသိထားဖို့လိုအကြောင်းနဲ့တစ်ခါလေးမှာတစ်ဖက်ကမှန်နေတာကိုတွတ်တိုက်ခိုက်ရင်ခင်ဗျားတို့ကိုပူလောင်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်အားလုံးစီပြပါစေ စနေကောင်းကြီးမိတ်ဆွေတွေဒီနေ့က25ခုနဲ့အော်တိုဘာလ22ရက်ကနေလာကုန်ခီမိတ်ဆွေတို့ရဲ့အရင်တန်းမှာအရာရာကို PO1 အေးချမ်းချင်းနဲ့ငြိမ်းချမ်းချင်းတွေကိုအလိုရှိနေတယ်ဖြစ်ရှင်တဲ့ဆန္ဒလေးတွေလည်းမကြခင်ဖြစ်လာတော့မယ့်ကာလဖြစ်ပြီးတော့စိတ်ချမ်းသာစရာသတင်းလေးတွေမိမိတို့ရဲ့ရည်မှန်းချက်ကောင်းမျှော်လင့်ချက်ကောင်းလေးတွေဟာပြည့်ဝလာမယ့်ကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါအပြင်အခုချက်ပြောချင်နေသေးပါတယ်ဒါတော့ဆိုတာအာယုံညနမိတ်ကတာဖြစ်တယ်အရေးကြီးတဲ့မိတ်ဆွေတို့ရဲ့အိမ်တော်ဘက်တွေပူဇာဘက်တွေတသက်တာတွေမှာတော့တားတော့နဲ့မရဘူးလို့လည်းထပ်ပြောလိုပါတယ်ကျေးဇူးတင်ပါတယ်မိတ်ဆွေတားတော့ မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့အေးချမ်းမှုငြိမ်းချမ်းမှုတွေကိုအလိုရှိနေတဲ့ဆန္ဒတွေကျင်းစီပေါက်ပြေးွားမယ့်အပတ်တာကာလဖြစ်ပြီးတော့ဖြစ်ရှင်လာကိုဖြစ်လာမယ့်ကာလဖြစ်ပြီးတော့မိမိတို့ရဲ့ရင်ထဲမှာအပြတ်သဘောဆောင်တဲ့အရာလေးတွေဖြတ်အေးချမ်းခြင်းငြိမ်းချမ်းခြင်းနဲ့ဒါလေးတွေကိုတော့ဖြစ်ရင်ကောင်းမှာဆိုတာမျိုးပြဿနာအပြိုင်ဆိုင်တိုက်ခိုက်တွေကိုနားလည်မှုရှိခြင်းနဲ့တိကျခြင်းနဲ့အဲဆန္ဒတွေကိုအေးအေးအေးချမ်းဖြေရှင်းခြင်းဟာမိတ်ဆွေစနစ်သားသမီးတွေအတွက်ကောင်းမှုနဲ့တရားအတိုင်းရရှိစေမှာအထင်ရှားပဲဖြစ်တယ် အလုတ်ကအလုတ်ကိုင်းနဲ့ပတ်သက်ရင်အလုတ်လုပ်ငန်းကိုင်းကတိုးတက်အောင်မြင်နိုင်ပါတယ်ရာထူးတိုးခြင်းရာထူးတက်ခြင်းလုပ်ငန်းကိုင်းနဲ့ပတ်သက်လို့ရှိရင်ရာထူးပြခြင်းလစာဘောနိုင်ဝင်နေတဲ့ကြုံကတက်တယ်လို့အနေရာတစ်အလုတ်တစ်ခြားနေသူမိတ်ဆွေများအနေရာလုပ်ငန်းကိုင်းကနဲ့ပတ်သက်ပြီးတော့ခြားနေသူများပတ်စပို့ဗီဇာနိုင်ငံခြားရွေးကြီးတော့ မိတ်ဆွေများအနေနဲ့ချစ်တို့စာပြန်လောက်စာရင်အာသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်သောကာလဖြစ်ပြီးတော့အိုးအိမ်ရှံပြီးပိုင်ဆိုင်ခြင်းသာသမီရရှိခြင်းစသဖြင့်တဲ့အရာမျိုးလေးတွေပိုင်ဆိုင်ကြတော့ကာလဖြစ်ကြောင်းထားတော့ပြောကြလိုက်ရစီဘာကုန်းမဆိုးဘူးကိုတိုင်းဥစည်းဥဆောင်ပြီးတော့စိတ်ကလေးနဲ့လောက်စာမှာအောင်ရင်တိုးတက်ခြင်းနဲ့အစဉ်ပြေခြင်းနဲ့ရရှိလာပါလိမ့်မယ်ရာထူးတို့ကိုမျောလင့်နေတဲ့မိတ်ဆွေများရာထူးတိုးခြင်းမျိုးလေးတွေရာထူးတိုးတို့ကခွင့်ရင်လမ်းကောင်းတွေများစွာရရှိတဲ့ကာလဖြစ်ပြီးတော့ကိုပိုင်လုံငန်းစတင်လို့တဲ့မိတ်ဆွေများအနေနဲ့ချင်းတွေပေါ့ချစ်တို့ဆောင်နဲ့လောက်စာရဲ့လုံငန်းနဲ့ပတ်သက်ရင်ဘာမဆိုးတိုးချက်အောင်ရင်စွမ်းဆောင်နိုင်တော့ကာလဖြစ်တော့ကြောင့်မိတ်ဆွေတို့နဲ့ဘာမဆိုးဥစည်းဥဆောင်လောက်ဆောင်လို့ ရပါတယ်သို့တော့စပ္ပစီရင်နဲ့ပတ်သက်လို့တတိကပါစာစုစာတမ်းကိစ္စလေးတွေပတ်သက်လို့စကားပြောတဲ့အခါစေတနာလေးဝေဒနာဖြစ်ရတာမျိုးလေးတွေကြုံရတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့မိသားစုကိစ္စအိမ်ကြီးကိစ္စလေးတွေမှာတုံးနဲ့တူတယောက်နဲ့တယောက်ဒေါသနဲ့ဖြေချင်းတာမျိုးတက်အေဂျင့်ချင်းနဲ့ငင်းချင်းချင်းနဲ့အဖြေရှာတာမျိုးလေးတွေတွေ့နိုင်တယ်အဖွဲ့အစည်းအသင်းခွင့်နဲ့ပတ်သက်လာရင်နည်းနည်းလေးအားနည်းသောကာလဖြစ်တဲ့တူတာဒရီးပြုစင်နေမှာပညာရေးနဲ့ပတ်သက်လာရင်တော့ပညာရေးကြီးတော့ငငယ်ရပတ်စုအဆက်ရလုပ်ငန်းတွေနဲ့တိုးတက်အောင်မြင်နိုင်မြင်မဲ့ပညာသစ်တင်ရင်ပညာသစ်စာရင်ကောင်းမြင်မြင် ပညာရေးမှာလက်ရှိမှာပိုဝါဒနာမှာပါတဲ့အရာကြီးကိုလှုပ်ဆောင်နေတဲ့အခါမှာစိတ်ပန်းလူပန်းပြီးတော့မတိုးတက်တာမျိုးတွေအချင်းချင်းရပိတက်ဆက်ပြေနေပေမဲ့လည်းဘာမှထူးမလာတာမျိုးတွေကျုံသွားတဲ့အတွက်ပညာရေးနဲ့ပတ်သက်လာရင်တော့အနည်းငယ်အားနေတော့ကာလဖြစ်ပြီးတော့အပြောင်းလဲလေးတွေလှုပ်ဆောင်ရင်ပုံမူအားသာကောင်းမှာပါတယ်ကျမကြီးကျမကြီးနဲ့ပတ်သက်လာရင်တော့မိစိတ်တို့မိသားစုတွေမှာကျမကြီးညံ့နေသူတွေရှိတဲ့အခါပဲဖြစ်ဖြစ်ကိုကိုကိုတိုင်ကျမကြီးနဲ့ပတ်သက်ပြီးရှူချာလာမျိုးဘာလို့လို့အဆင်မပြေရင်တော့ကိုကိုတိုင်ညာအိတ်ညာနေတရက်ကလေးသတိထွက်လိုက်တာမျိုးဆိုရင်ကျမကြီးကောင်းပြီးတော့ဆက်ဆက်ရရအဆင်ပြေအောင်လာပါလိမ့်မယ် မထင်မှာပဲခྱི་သွားရတာမျိုးလေခྱི་ထွက်တာမျိုးဂျုံကတက်တော့ကာလာပိုင်းချဖြစ်ပါလေခྱི་သွားချင်းခྱི་ထွက်ချင်းနေနဲ့ပတ်သက်လို့ရှင်လေစစ်လို့ဆောင်ရလုဆောင်လို့ကောင်းတော့ကာလာပိုင်းချဖြစ်ပြီးတော့ဘာသာရေးခྱི་ဒီမထင်မှာပဲနဲ့เนาะဆနလို့ပေါ့ဟိုတွားလိုက်ရတာမျိုးလေဆွေမျိုးသားချင်း ်မဖြစ်မနေသွားရတဲ့ခကြီးတွေပေါ်လာတက်ပြီးတော့ခကြီးကိစ္စလေးတွေကြောင့်ငွေကုန်ပြကြအများရတတ်ပါတယ်ငွေကြီးငွေကြီးနဲ့ပတ်တိုင်းတော့ဘာမှစိုးရင်စရာမရှိပါဘူးအလုပ်ကိစ္စလေးတွေကြောင့်ရင်းနှီးလိုက်ရတာမျိုးလေးတွေအနာဂတ်တော့ကောင်းတဲ့ကိစ္စလေးတွေကြောင့်စုဆောင်လိုက်ရတာမျိုးတွေအဲဆွေဝယ်လိုက်လို့တန်မှုရှိတဲ့အရာတွေအိမ်ပြီးပစ္စည်းပြီးတော့ကတွေဝယ်လိုက်ရလို့အဖက်မတင်တာမျိုးတွေကလွယ်ရင်ကျန်တာဘာမှမဖြစ်ပါဘူးအဝေးတနေရာကမိမိရဲ့အိမ်အောင်ဘက်ဇနီးမယားတို့မှပဲမိသားစုကိုအကြောင်းပြုပြီးငွေတွေလုံးနဲ့ရင်းနဲ့ဝင်လာတာမျိုးတွေရရှိတတ်တယ်လို့အငွေရရှိတာမျိုးလက်လွန်ထားတဲ့ငွေကြီးတွေနဲ့ပတ်တိုင်းပြန်လဲပြောဆိုတောင်းမှာအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်တော့ကာလအပတ္တအပိုင်းချဖြစ်ကြောင်းနဲ့ငွေ ကြီးနဲ့ပတ်တိုင်ကဘာမှညံ့နေတာစိုးစိုးဟာမရှိဘဲနဲ့ခရီးသွားစီကလေးတွေကြောက်အနေငယ်ကုန်ကြများလာမျိုးကျမ်းမာကြီးအလှပကြီးလေးနဲ့ပတ်သက်လို့အကုန်ကြများလာမျိုးကလည်းကျွန်တော်စိုးစိုးဟာဘာမှမရှိတော့ပတ်တာကာလဖြစ်ပါတယ်အရှိလူငယ်တွေအရှိအင်းနဲ့ပတ်သက်လာရင်တော့မိမိရဲ့ချစ်သူအပေါ်မှာ လွန်မှုကျင်တဲ့စိတ်ကြီးအများများလေးကမျိုးမိမိရဲ့ချစ်သူရဲ့အစီအမပြမှုတောင်ကိုပါစိတ်ပြန်မရတာမျိုးမိမိချစ်သူရဲ့ကျမအញ្ញံမှုအလောက်တိုင်းအစီအမပြမှုလေးတွေကြောင့်ကိုကိုယ်တိုင်မှာလိုက်ပြီးတော့အစီအမပြရတာမျိုးလေးတွေချစ်တဲ့သူတို့ကပူပင်ပေးနေရတာမျိုးလေးတွေကြုံရတတ်ပါတယ်အဆက်အသွယ်ပြတ်နေသူတွေတုံးနဲ့ဒုတိယနဲ့တယောက်ဝေးကွာနေသူတွေအတွက်တော့မထင်မှဖြစ်တဲ့တည်ငြိမ်ဆိုးတွေကြားရတတ်တော့ကာလဖြစ်တဲ့အတွက်လီးပြူးစင်ရင်ပြန်လိုပဲအကြောင်းနဲ့အဲကိုယ့်ရဲ့စိတ်ထဲမှာတဏှာစိတ်တွေဖြစ်နေတာမျိုးအဲသူ့ရဲ့လုပ်ငန်းအစီအမပြမှုလေးတွေကြောင့်ကိုကိုယ်တိုင်စိတ်မချမ်းမသာဖြစ်ရတာမျိုးလေးတွေကြုံရတတ်တယ်လို့ မိတ်ဆွေတို့သတိပြုပါအနိတ္တရှိနေတဲ့သမီးအများကြီးအနေနဲ့အိမ်တော်ပြုခြင်းစိစက်ခြင်းတွေသူကချိလို့ဆောင်ရလွတ်ဆောင်ရအသာကောင်းမှုတို့တက်ပြင်မဲ့လို့လူကြီးမိဘတွေနဲ့တွေ့ဆုံတဲ့အခါမှာစကားနည်းနည်းချော့ပြောလို့လူကကြောက်ထလောင်းပြောကြလိုက်ပြအိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ကန်ကောင်းနိုင်ပါလေဝေးကွာနေတော့အိမ်တော်ဘက်နဲ့ပတ်သက်လို့ပြန်လဲဆက်တော့ရရှိတာမျိုးတွေဝေးကွာနေသူတွေပြန်လဲတွေ့တာမျိုးပျောက်တော့သူရှာနေပြီမဲ့ကာလဖြစ်တဲ့ ာသမီပညာရေးကိစ္စလေးတွေကြောင့်စိတ်ချမ်းသာသာသမီပညာရေးကိစ္စလေးတွေကြောင့်စိတ်ချမ်းသာရတာမျိုးလေးတွေအခီးသွားကိစ္စလေးတွေအခွင့်အလမ်းကောင်းလေးတွေပေါ်လာတာမျိုးတွေရရှိတတ်လို့တီကန်ဆန်းချင်းထီထိုးခြင်းတွေအားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလဖြစ်ပါတယ်မိတ်ဆွေတို့ဒီကာလအတွက်ဒီမှာစနေသားသမီးအများစုအနေနဲ့မိသားစုကိုအချိန်များများပေးတာဟာပုံမှုပြီးတော့အားသာကောင်းမှုပြီးအချိန်ပေးတင်ကြောင်းနဲ့လူမှုရေးအိမ်ဝင်ရေးကိစ္စတွေဖြစ်လာရင်ချက်ချင်းဖြည့်ဆင်းတင်ကြောင်းလိုအပ်ကြောင်းထပ်လောင်းပြောလိုပါတယ်ဒီအပတ်တာတို့ဒီမှာဂျာစာပေးသားသမီးများတောက်ကြသားသမီးများနဲ့တွဲဖက်လို့ကံကောင်းစီပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့အဲ ိုးပြာရောင်တို့နော်မီးခိုးရောင်တို့အစရှိတဲ့ရောင်တွေလိမ်မော်ရောင်တို့ဝစ်စင်ပြီးတော့များများဝစ်စင်ပြီးတော့လုံရောင်ကိုကိစ္စဆောင်ရည်အောင်မြင်တိုးတက်နိုင်ပါတယ်အကျိုးပေးသောကဏ္ဍအနေနဲ့ဆိုရင်တော့၁ကဏ္ဍ၃ကဏ္ဍ၆ကဏ္ဍဖြစ်ပါတယ်အကျိုးပေးကံကောင်းစီတော့ရဟာတော့အရှိစူးစူးရဖြစ်ပါတယ်အဆက်စားရရဆင်ပြေစီရမိတ်ဆွေတို့ရအရေးကြီးသောကိစ္စတွေကိုပြီးမှဆောင်ရတဲ့အခါမှာလုံရောင်ကိစ္စကိုမတော်မီလက်ခုပ်လော်ပါကလေးပြီးပြီးတော့လုံရောင်ကိုဆူတောင်းပြီးတော့ရအောင်မြင်တိုးတက်နိုင်သောကာလဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ ဆက်ဆက်ရရအစီအမီစီရမှာပြောမိဆရာကနာပြည်နေမိချင်း0939 0939၄တိချောက် WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်9653 5050 5000ဘာနေမှာဖြစ်စီဆက်သွားမိများနိုင်ကြောင်းနဲ့စနေသားမိတ်ဆွေတွေဒီတလတာကိုအဆက်ဆက်ရရငွေကြီးကန်ကောင်းနေပြီအဆက်ဆက်ရရအစီအမီအောင်ရင်တိုးတက်ဈေးရန်တော့ကလေးငယ်ကလေးတွေကို ချိုးပြင်းတွေးပြီးစိတ်ကြရနေပြီးတော့လာပါလာပါမက်ကြည့်ရဲဆိုပြီးတော့ခုလိုလောက်တာမျိုးခိုးစားကြည့်တာမျိုးငားစားကြည့်တာမျိုးခိုးရင်းစားကြည့်တာမျိုးလေးတွေလုံးမဟုတ်ကလေးငယ်လေးတွေချိုးပြင်းတွေးပြီးတော့စိတ်ကြရနေလာပါလာပါမက်ကြည့်ရဲလို့စိတ်ကြရနေ၃ရောက်တော့ပြောပြီးတော့လောက်ပါကငွေဝင်ပြီးဆက်ဆက်ရရအစင်ပြီးအောင်ရင်တိုးတက်လာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့စနေသားသမီးမိတ်ဆွေတွေအားလုံးဆက်ဆက်ရရအစင်ပြီးအောင်ရင်တိုးတက်ကြပါလိမ့်ခင်ဗျာဖတ်ပြောချင်ပါသေးတယ်မက်ချင်တာစိတ်ထဲမှာခုနေလို့ကျွန်တော်ကရေရရာပြီးရင်တော့ခင်ဗျားတို့လေကံဆိုတာကိုလုံးမှာကိုရတာအဲ့တော့ဖရာတရားတန်ခါကုတုရေရရာ ခေါင်းစီတဲ့ကုသိုလ်ကံဆိုတာအလုပ်ကံကောင်းတဲ့အရာလေးတွေကိုပဲပေးတယ်စင်ဖို့ထက်ရှင်